ိတ်ငြိမ်းအေးခြင်းနဲ့ဆိုရင်ဘာလို့ရမှာလို့စိတ်ကိုပူလောင်ပင်ပန်းစေတဲ့အကြောင်းတရားကိုရှာရမယ်အကြောင်းတရားအပြင်အကြောင်းတရားရှိတဲ့အတွင်းအကြောင်းတရားရှိအပြင်အကြောင်းတရားကတော့မဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အကြောင်းအားလို့ဆိုတော့ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အာယုန်တွေပဲနောက် အတွင်းအကြောင်းတရားပါတော့အာယုန်တွေသောမနတိကာရအဲ့တော့အာယုန်တွေသောမနတိကာရကိုပဲအဓိကဖုန်းတို့ရဲ့စိတ်ထဲမှာအာယုန်စိုက်ပြီးတော့သူ့ကိုဘာလို့ရမှာလို့ပြုပြင်နေအောင်စူးစမ်းရပို့ပြီးတော့ရှင်းအောင်ပြောရင်ပြောရမယ်ဆိုရင် ုစိတ်ထဲမှာဆင်းရဲနေတယ်ပင်ပန်းနေတယ်ပူလောင်နေတယ်ဆိုစိတ်ထဲမှာဖြစ်တဲ့ပြဿနာပဲတကယ်တမ်းကစိတ်ထဲမှာဖြစ်တဲ့ပြဿနာကိုစိတ်ထဲမှာပဲဖုံဖုံတို့ပြေလည်အောင်ရှင်းရတကယ်တမ်းကိုစိတ်ကိုပူလောင်ပင်ပန်းအောင်လုပ်နေတဲ့အရာဘယ်မှာရှိနေလဲအတွင်းမှာရှိနေအဲ့ဒါပါတော့အာယောနိတော်မနတိကာလာနော်မှားယွင်းနေအမှားတွေအမြင်မှားတွေဟုတ်လားဒါကြောင့်စိတ်ထဲဖြစ်တဲ့ပြဿနာကိုဖုံဖုံတို့ကစိတ်ထဲမှာပဲရှင်းရမှာဟုတ်လား ရှင်းတဲ့နေရာမှန်ဖို့လည်းလိုသေးတယ်လို့ဘုန်းထင်နော်။ဟိုမင်းငယ်ကပုံမြင်လေးတစ်ပုဒ်ဖတ်ဘူးလေအလွန်သဘောကျတယ်။လူတစ်ယောက်ကလမ်းမီးတိုင်းအောင်မှာကုန်း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 နဲ့တခုခုကိုရှားနေတာနော်။အဲ့ဒါနဲ့လူတစ်ယောက်ကတွေ့တော့ဘာရှားနေတာရော။လက်ဆွတ်ပြောက်လို့ရှားနေတာတဲ့။လမ်းမီးတိုင်းအောင်မှာပေါ့လမ်းမီးလေးရတဲ့လင်း။လက်ဆွတ်ကဘယ်မှာပြောက်တာလဲ။လက်ဆွတ်ကအိမ်ထဲမှာပြောက်တာ။ဟာ။ အိမ်လေးပြောက်တဲ့လက်ဆွဲကိုဘယ်နဲ့ကြောင့်လမ်းမီးတိုင်းအောင်လမ်းရှာနေတာလဲအိမ်လေးကမီးပြတ်နေလို့ဟဲ့စင်တာနော်ဒါတော်တော်ရေစရာကောင်းတဲ့ဟိုအမေးဖြေလေးလို့ဆိုရမယ်ဟုတ်လားတော်တော်ရေစရာကောင်းတဲ့အဖြစ်အပျက်ပေါ့နော်အိမ်လေးပြောက်တဲ့လက်ဆွဲကိုလမ်းမီးတိုင်းအောင်လမ်းရှာတယ်အိမ်လေးကမီးပြတ်နေလို့လမ်းမီးတိုင်းကတော့မီးလဲနေလို့နော်တွေ့နိုင်မှာမလားအဲ့တွေ့အောင်နော်အဲ့လိုလူတော့ဒါလွယ်လွယ်ကူကူပုံပုံတော့ဟာစိတ်ကတော့မလဲတော့ဘူးနဲ့တူတယ်လို့ပြောလို့ရရနော် အဲ့လိုပဲဖုံဖုံတို့တွေတွေရတယ်အဲ့ဒီလူနဲ့တိတ်ပြီးတော့တခါတည်းရမှာထူးလာမှာဟုတ်ယတနာရှင်းတာကိုဖြစ်တဲ့နေရာမှာရှင်းမဲနဲ့မဖြစ်တဲ့နေရာသွားရှင်းနေဟုတ်တယ်မဟုတ်လားဒါစဉ်းစားနေရတော်တော်ကောင်းတယ်အဲ့တော့စိတ်တွေပူးနေတယ်ဆင်းရဲနေတယ်ပင်ပန်းနေတော့ဒီစိတ်ကိုပဲဖုံဖုံတို့စိတ်အလုတ်လုတ်ပြီးတော့စိတ်ထဲမှာပဲအရှင်းပြေအောင်ပြေလေအောင်ကြိုးစားရဟုတ်လားဒါကြောင့်စိတ်အလုတ်ကိုလုတ်တယ်ဆိုတာအတရားဘာဝနာပွားတယ်ဆိုတာစိတ်အလုတ်ကိုလုတ်တာပဲလေတကယ်တမ်းဟုတ်လား ခန္ဓာကိုယ်ကြီးသူ့အတူရက်နေနေထိုင်နေနေသွားနေနေလျောင်းနေနေတကယ်တမ်းအလုပ်လုပ်နေတာဘယ်သူကလုပ်ရမှာလဲစိတ်ကလုပ်ရမှာစိတ်ကဘာလုပ်ရမှာတော့ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိနေဖို့ကြိုးစားတာဟုတ်လားတော့ပြောချင်တာကဘာတော့အိမ်ထဲကြောက်တဲ့လက်ဆွဲကိုမိတိုင်းအောက်ကိုသွားရှာလို့မရနိုင်ဘူးเนาะအဲ့တော့လူတွေရဲ့ဖြည့်ရှင်းချက်တွေကလွဲမားနေတာတွေအများကြီးရှိဒါကြောင့်မလို့ဒီခေတ်ကြတော့ပို့ပြီးတော့ဆိုးတာပေါ့စိတ်တွေပင်ပန်းနေပူလောင်နေဖြည့်ရှားမရတဲ့အခါကျတော့ ကိုယ့်ရှိတ်ကိုပြုပြင်ရအောင်မှနားမလဲပဲနဲ့နော်နီလန်းတဲ့ကြဖြည့်ရှင်းဖို့မစင်သာပဲနဲ့မူရည်စေဝါပဲလိုက်တော့တယ်ရှိဟောတတင်ကစိတ်ချမ်းသာမှုနောက်ဆုံးအကြီးအကျယ်ပဲဖြစ်ကြရတော့ဒုက္ခရောက်တချို့အရက်ဆွဲသွားကြတာတွေရှိအရက်တောက်ပြီးတော့စိတ်ထွက်ပေါက်သဘောအနေနဲ့လောက်ကြတာဟုတ်လားတကယ်တော့အဲ့ဒါစိတ်ချမ်းသာခြင်းလို့လောက်ကြတာပဲလေပြောရလို့ရှိဟုတ်လားအဲ့ဒါကိုပြောတော့ဘုမလို့ငယ်ငယ်ကရွာမှာပြောနေရပြောနေတဲ့စကားတစ်ခွန်းတောင်အမှတ်ရမိလူတယောက်က ကျွေးတရားပတ်စံကျွေးတရားတင်လို့စိတ်ညစ်ပြီးတော့နော်အရက်နှစ်ချက်ဖို့တောက်လိုက်မူးသွားတော့အဆင်ပြေတယ်လို့တော့ပေါ့အမူးလည်းပြေသွားတော့ကျွေးရတက်ရနှစ်ချက်ဖြစ်သွားတယ်ဟုတ်လားဒါတော်တော်စဉ်းစားရတာကောင်းတယ်အဖြစ်အပျက်ပဲဟုတ်လားလူတွေလည်းပဲဟိုပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်းနဲ့ပြဿနာကနော်တူပ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 ြီးတော့တိုး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 လာတာမဖြေရှင်းတဲ့အခါကျတော့ရှင်းရင်းနဲ့ဘာဖြစ်သွားတာလဲရှုပ်သွားတာပေါ့သူကတော့ရှုပ်ဖို့လုပ်တာမဟုတ်ဘူးရှင်းဖို့လုပ်တာ ဒါမဲ့သူ့ဥစ္စာနီးလည်းမမှန်တဲ့အခါကျတော့ရှင်းဖို့ကြိုးစားရင်းနဲ့ပူပူပြီးတော့ရှုပ်သွားတာဟုတ်လားတကယ်တမ်းကဘုံဘုံတို့လောဘဒေါသတွေဖြစ်တယ်ဆိုတာပြဿနာဖြစ်တာစိတ်ထဲမှာပြောင်းတာဖြစ်တာအဲ့ဒါကိုရှင်းပေးဖို့လိုတယ်ဘုံဘုံတို့ကအဲ့ဒါကိုပြဿနာရှင်းအောင်မလုပ်ဘူးရှင်းတော့ရှင်းတယ်ဘယ်နည်းနဲ့ရှင်းလိုက်တုံးဆိုတော့ဟောအလိုလိုက်တဲ့နီးနဲ့ဘုံဘုံတို့ကရှင်းပြလိုက်ကြပြန်ပြောဒါဘုံဘုံတွေးမိတာလေးတွေကိုပြောတာလောဘဒေါသဖြစ်တယ်ဆိုလို့ရှင်ဘုံဘုံတို့ကနီးမှလမ်းမှသူ့ကိုနားလည်မှုနဲ့နော်ပြေပြောင်းအောင် ကြိုးစားရမှာနောက်မဖြစ်အောင်သူကကြိုးစားရမှာဒီနည်းနဲ့ဖြည့်ရှင်းရမှာသို့တော့အဲ့လိုမဟုတ်ဘူးဘုန်းတော်ကလောဘဒေါသဖြစ်ပြီးဆိုရင်အလိုလိုက်တဲ့နည်းနဲ့ရှင်းတယ်ဆိုကြပါစို့လောဘဖြစ်ပြီးဆိုရင်ကြည်ကျင်လာပြီးဆိုကြည်ပလိုက်တယ်အလိုလိုက်ပေးလိုက်တာပေါ့နားထောင်ခြင်းလဲဆိုရင်နားထောင်ပေးလိုက်တယ်သဘောပေါက်လားဘုန်းဘုန်းပြောတာအဲ့ဒါဘာလို့တဲ့နည်းတော့အလိုလိုက်တဲ့နည်းသူကခံစားပေးလိုက်တာပေါ့သူတခုခုစားလာပြီးဆိုကြွေးပလိုက်တယ်ဟုတ်လားအဲ့လိုပဲဒေါသဖြစ်တယ်ဆိုရင်လည်းအလိုလိုက်တာပဲဘယ်နည်းနဲ့လိုလိုက်တော့ပောက်ပွဲပြင်မယ်ငါဆဲဆိုးပြလိုက်မယ်ရိုက်ပြင်မယ်နှက်ပြင်မယ် ဒေါသခိုင်းတဲ့အတိုင်းလှုပ်လိုက်တာပေါ့ဟုတ်လားလောဘဖြစ်ရင်လည်းအလိုလိုက်တယ်ဒေါသဖြစ်ရင်လည်းအလိုလိုက်တယ်ဒါကိုနားလည်မှုနဲ့ငြိမ်းရအောင်ဘုန်းဘုန်းတို့ကမကြိုးစားနိုင်ကြဘူးပေါ့နော်ဘာနဲ့ဥမာတူတုံးဆိုတော့ရှားနာပေါက်တဲ့လူတရားကုဖို့မကြိုးစားဘဲနဲ့ကုဖို့ပဲကြိုးစားတာအဲ့တော့ရှားနာဘယ်တော့မှပြောက်မှာမဟုတ်ဘူးနော်ကိုရတာတောင်ရတာရှိရှိနေတာတကယ်လေးရတာရှိနေဟုတ်လားဝဲကြောက်တွေပါလေပောက်ဖူးတာပဲလေနော်တချို့ဆိုရင်ဘယ်လိုတောင်ပြောနော်ပျောက်တောင်ပျောက်ချင်ဘူ ်ကိုကာရာရှိတယ်ဟုတ်လားတရာနာပေါက်တာကိုဘုံတော့ကုတ်တဲ့နီးနဲ့ပဲဖြည့်ရှင်းတော့အနာပူပူပြီးတော့သိုးလာတာကုတဲ့နီးနဲ့ဘုံဘုံတို့ဟာဖြည့်ရှင်းတာမို့ဒါကြောင့်မလို့ဘုံဘုံတို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဒီလောဘဒေါသမောဟအနာမပြောက်တာပေါ့ဟုတ်လားအဲ့ဒါမပြောက်လို့ရှိရင်ဘုံဘုံတို့ရဲ့စိတ်ဟာဘယ်တော့မှငြင်းအေးမှမဟုတ်ဟုတ်လားဒါကြောင့်ငြင်းအေးခြင်းလေဆိုလို့ရှိရင်နီးမှလမ်းမှဘုံဘုံတို့ကပြဿနာတွေကိုဘာလို့ရမလဲဖြေရှင်းရမယ် စိတ်ထဲမှာဖြစ်နေတဲ့ပြဿနာရဲ့အရင်အမြစ်အကြောင်းတရားပါတော့အာယုံနေတော်မလဲဒီကလာပြင်မဲ့အကြောင်းတရားတွေကိုရှင်းဖို့ဆိုတာတိတ်လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်တော့ဘာပဲတွေ့တွေ့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ထဲကပဲမှန်ကန်တဲ့အတွေးအမြင်ဖြစ်အောင်ဘုံဘုံတို့ကမလုပ်မလို့ကြိုးစားကြရမှာအဲ့ဒါမှတ်တာလည်းဘုံဘုံတို့တွေတွေရာဒီအပူတွေကိုရှင်းနိုင်မှာပေါ့ဘယ်လိုဆိုရင်ဘုံဘုံတို့ကအဖြေရပြီနော်စိတ်ကိုငြင်းအေးခြင်းနဲ့ဆိုရင်ဘယ်လိုရှင်းမလို့ ကြောင်းတရားဖြစ်တဲ့အာယောနိတော်မနတိကာရကိုဖေရှားဖို့အာယောနိတော်မနတိကာရရဲ့နေရာမှာယောနိတော်မနတိကာရကိုအစားထိုးဖို့ဟုတ်လားအဲ့ဒါဘုံကခုက